ကဲအားလုံးမင်္ဂလာပါ Happy Life Fan နေပြန်လဲကြိုဆိုပါရစေအခုကတော့ကျမတို့မြန်မာဟောပေါ့နော် Trump ကနေပြီးတော့ travel ban လုပ်မယ့်အကြောင်းကိုပြောပြချင်ပါတယ်လာမယ့်ရက်ဒီမှာထုတ်ပြန်တော့မယ့် American ကိုလာခွင့်မရှိရဲ့ travel ban ခံရမယ့်နိုင်ငံ53နိုင်ငံစီးရင်ပေါက်ကြားလာပါပြီဆိုတော့ပထမအဆင့်ဒုတိယအဆင့်နဲ့တတိယအဆင့်ဆိုပြီးတော့ခွဲထားတယ်ပေါ့နော်ပထမအဆင့်မှာဆိုလို့ရှိရင်တော့ Iran, Cuba, Syria နဲ့မြောက်ကိုရီးယားအပါအဝင်10နိုင်ငံပါပါလိမ့်မယ် complete ban ထားတာပေါ့နော်လုံးဝလာလို့မရပါဘူးမြန်မာနိုင်ငံကိုတော့ ဒီဒုတိယအဆင့်၅နိုင်ငံထဲမှာထည့်ထားပါတယ်။ဒုတိယအဆင့်၅နိုင်ငံထဲမှာတော့မြန်မာ၊လာအို၊တောင်ဆူဒန်၊အီတရီးယားနဲ့ဟေတီပါ။ Tourist Visa နဲ့ Student Visa တွေမပေးတော့တလောက်ဖြစ်သွားလိမ့်မယ်ပေါ့နော်။ပြီးတော့ Immigration Visa ဆိုလို့ရှိရင်လည်းမပေးတော့ပါဘူး။ဒါပေမဲ့ပြောထားတဲ့နေရာမှာတော့ချွင်းချက်အနေနဲ့တော့ပေးမှရှိရလို့တော့ပြောထားပါတယ်။ဒါပေမဲ့ဘောနောဟိုထရမ်က तू อ่ะ तू อ่ะ तू အခုอ่ะဆုံးဖြတ်တာတွေอ่ะအခုတမျိုးတစ်ခြားတမျိုးတွေဖြစ်နေရခါကြတော့နောက်ပိုင်းဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာတော့မသိဘူးပေါ့နော်ဆိုတော့တတိယအဆင့်မှာဆိုလို့ရှိရင်တော့26နိုင်ငံပါဝင် ပါတယ်ဘယ်လာရုစ်နဲ့ပါကစ္စတန်တို့ပါဝင်နေပေါ့နော်တခြားနိုင်ငံတွေလည်းပါပါသေးတယ်ဆိုတော့ Trump ကကြတော့မြန်မာနိုင်ငံကိုပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ခါလဲဒီပေါ့နော် travel ban ခံဘန်ထားတယ်ပေါ့နော်ဆိုတော့အခုကကြတော့နောက်တစ်တစ်ခေါက်ပေါ့နော်ထိုးနှက်လိုက်တယ်လို့ပြောလို့ရပါတယ်ဒီတစ်ခါမှာတော့မြန်မာတွေရဲ့အမေရိကန်အိမ်မက် ပေါ့နော်ကျမတို့မြန်မာတွေအမေရိကန်သွားချင်တယ်အဲ့ဒီအိမ်မက်ကတဖြည်းဖြည်းနဲ့ဝေးလွင့်သွားဖို့အတွက်အကြောင်းဖန်လာပါပြီ သူ့ရဲ့ပထမတက်တန်းတော့ကလည်း Trump ကမြန်မာနိုင်ငံကို travel ban နဲ့အထဲမှာထည့်ထားရတယ်ပေါ့နော်အဲပြီးတော့မှဒါလည်းတမန်ရာဟောင်း Biden တက်လာတဲ့အချိန်ကြမှာပြန်လည်ဖြေလျှော့ပေးခဲ့ရဖြစ်ပါတယ်ဆိုတော့မြန်မာတွေအတွက်တော့ ို့ပြီးတော့အဆိတ်မကောင်းစရာပေါ့နော်မြန်မာနိုင်ငံမှာလည်းနေရတာအဆင်မပြေတခြားနိုင်ငံသွားဖို့ကြတော့လေတခြားနိုင်ငံနေရလေအဲမြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်နှိမ်ချင်တာနဲ့ထိုင်းရထိုင်းရောက်နေတဲ့မြန်မာတွေဆိုလို့ရှိရင်လည်းနှိမ်ခမ်းတာပေါ့နော်ဘယ်နိုင်ငံရောက်ရောက်ပေါ့နော်မြန်မာဆိုတာနဲ့တိတ်ပြီးတော့အခုနောက်ပိုင်းကမြန်မာတွေကို ပို့နှိမ်လာကြရပါတော့ဗာဖြစ်လို့လဲဆိုကိုယ်နိုင်ငံရဲ့အခြေအနေကိုသိနေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမဲ့တချို့ကြတော့လည်းမြန်မာနိုင်ငံကနေပြီးတော့တခြားနိုင်ငံရောက်နေတဲ့သူတွေကလည်းပြောရမယ်ဆိုလို့ရှိရင်ဟိုသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းအတိုင်းမနေတာတွေရှိရပါတော့ဥပမာညာဘက်တီးစုစုညီညာမကြိုက်တဲ့နိုင်ငံပေါ့အဲဥပမာထားလိုက်ပါပေါ့နော်ထိုင်းနိုင်ငံဆိုရင်ထိုင်းကလူတွေဆိုရင်သူတို့အိမ်မှာအေးအေးဆေးနေတတ်တာမျိုးကြိုက်တဲ့အပြင်မှာအဲ သွားတောက်တာမျိုးဘာညာလောက်ပဲရှိတာပေါ့နော်ဒါပေမဲ့မြန်မာတွေကျတော့ office ညံတာမျိုးတွေအဲအဲ့လိုမျိုးနောက်ပြီးသွားလို့ရှိရင်စကားများရန်ဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေကြောင့်မလို့ပေါ့နော်မြန်မာနိုင်ငံကလူတွေတခြားနိုင်ငံရောက်နေရဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံကိုပို့ပြီးတော့နှိမ်လာကြတဲ့သဘောရှိရပါတော့။တချို့ဆိုလို့ရှိရင်လည်းကိုနေစားတယ်၊စင်ကာပူမှာဆိုလို့ရှိရင်လည်းကိုနေစားတယ်။စားပြီးသွားလို့ရှိရင်ဒီတိုင်းပဲလမ်းမေးမှာပေါ့နော်။ကွန်တရီထွေးခဲ့တယ်။အဲ့ဒါမျိုးသူတို့နိုင်ငံအရန်ကိုရွှေရှာ လျှော်ရှားကြရတယ်ပေါ့နော်ဆိုတော့စီကန်းနဲ့မညီဘူးလို့လည်းသတ်မှတ်ကြပါရစေ။အဲအဲ့လိုမျိုးကြောင့်မလို့ပေါ့နော်တခြားနိုင်ငံရောက်နေတဲ့မြန်မာတွေရှိရဆိုလို့ရှိရင်လည်းကိုယ့်ဘာသာကိုတည်တည်ကြည်ကြည်လေးသူတို့နိုင်ငံရဲ့စီမင်းစီကန်းအတိုင်းကိုနေဖို့ပေါ့နော်အကြံပေးပါတယ်မြန်မာနိုင်ငံမှာရှိနေလူတွေဆိုလို့ရှိရင်လည်းအယူတဆိုင်နေကြပါပေါ့နော်အားလေးကိုလာပြောပြတာပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများရည်တင်ပါတယ်